ီဒီယာရဲ့ဆွေးနွေးလေ့လာမျက်မှောက်ရေးရာအစီအစဉ်၈ဖြစ်ပါတယ်။ကျွန်တော်တို့လက်ရှိကမ္ဘာအခြေအနေများအရဆွေးနွေးတင်ဆက်ဖို့လိုအပ်လာတဲ့အတွက်အထူးအစီအစဉ်ဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်။အဲတော့အစီအစဉ်လေးဆက်မသွားမိမှာအခုကျွန်တော်ဆွေးနွေးတင်ဆက်ပေးမယ့်အကြောင်းအရာများနဲ့ပတ်သက်တဲ့ရင်းညွှန်းကိုကားတဲ့စာအုပ်များကို တင်ပြလိုပါတယ်။အဲပထမစာအုပ်ကတော့ကျွန်တော် America Secret World ဆိုပြီးတော့ စာအုပ်ဖြစ်ပါတယ်အမေရိကန်ပြည်တော်စုနဲ့ကမ္ဘာတစ်ဝန်းမှာရှိတဲ့ထောက်လိုင်းရေးဆိုင်ရာလုပ်ငန်းရပ်တွေစီးပွားရေးဆိုင်ရာလုပ်ငန်းရပ်တွေအခြားသောပေါင်းစုံလုပ်ငန်းရပ်တွေမှာကမ္ဘာတစ်ဝန်းအမေရိကန်ပြည်တော်စုရဲ့ဆောင်ရွက်ချက်များပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ secret world လို့ခေါ်ပါတယ် secret world ကတော့ကျွန်တော်တို့100 years of british intelligence inside mi5 and mi6 ဆိုပြီးတော့မှာ ဗြိတိန်နိုင်ငံ MI5 နဲ့ MI6 ကလုပ်ငန်းရပ်များကိုရေးသားထားတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ Huan China Rules the World ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ကမ္ဘာကြီးဟိုတရုတ်တို့အုပ်စိုးလာမဲ့အချိန်မှာဖြစ်ပေါ်လာနိုင်တဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့မြန်မာလူလည်းထွက်ရှိပြီးဖြစ်တယ်လို့လေ့လာသိရှိရပါတယ်။ဒီစာအုပ်တွေကတော့လွန်ခဲ့တဲ့ကျွန်တော်တို့18နှစ်လောက်ကကျွန်တော်ဖတ်ရှုခဲ့တဲ့ကိုပိုင်စာအုပ်လေးတွေပဲဖြစ်ပါတယ်။ ဲတော့အချို့သောအကြောင်းအရာတွေမှာကျွန်တော်တင်ပြတဲ့နေရာမှာကျွန်တော်တို့ဖတ်ရှုလေ့လာထားတဲ့အကြောင်းအရာလေးတွေကိုရင်းညွှန်းကိုကဆားရဆာတန်းလေးတွေနဲ့သိရှိရအောင်သာတင်ပြခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့အခုဆက်လက်တင်ပြမယ့်အကြောင်းအရာနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ The New York Times Bestseller New York Times သတင်းစာရေးရဲ့အကောင်းဆုံးအကြောင်းအရာဆုံးစာအုပ်တော်ဖြစ်ပါတယ်။အဲဒါကတော့ The Clash of Civilization and Remaking world order ဆိုပြီးတော့မှဗားရဲစာအုပ်ဖြစ်ပါတယ်။အဲဒီစာအုပ်ကိုလည်းကျွန်တော်တို့လွန်ခဲ့တဲ့အာကျွန်တော်တို့နှစ်ပေါင်းအခု25ဆို18နှစ်လောက်ကနေဖတ်ထားတဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်တရားလည်းလက်ရှိကာလမှာလည်းမှန်ကန်နေစေအသုံးဝင်နေစေဖြစ်ကြောင်းကျွန်တော်ပြောကြားလိုပါတယ်။ဒါတော့ကနေဦးဏီတန်လေးဖြစ်ပါခင်ဗျ။အာအခုလက်ရှိကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ဖြစ်စဉ်အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့မှတင်ဆက်ပေးပါမယ်။မြန်မာကာလမှာကမ္ဘာပြည်သူ များအားလုံးကဘာတူဝမ်းမှာပွဲစုပြီးတော့မှအုံကျက်ကျက်ဖြစ်နေတဲ့နေရာလေးတစ်ခုကတော့ကဘာခူလာတမကအထွေထွေညီလာခံဖြစ်ပါတယ်။အဲတော့အကြောင်းအရာလေးကျွန်တော်ဆက်လင်းလာလို့ခူလာတမကမှာကျွန်တော်တို့ပင်မအဖွဲ့အစည်းကြီး6ခုရှိပါတယ်။ပထမတစ်ခုကတော့ United Nation General Assembly လို့ခေါ်တဲ့ခူလာတမကအထွေထွေညီလာခံဖြစ်ပါတယ်။နောက်တစ်ခုကတော့ခူလာတမကရဲ့ ဒုံဂျုံရေးကောင်စီ United Nation Security Council ဖြစ်ပါတယ်။နောက်ထပ်အဖွဲ့အစည်းတွေကတော့ကျွန်တော်တို့ Eco Sol လို့ခေါ်တဲ့ Economic and Social Council ဆိုတာရှိပါတယ်။ ICJ ဆိုတာရှိပါတယ်။နောက်တစ်ခုကတော့အာကျွန်တော်တို့ Secretariat ဆိုပြီးတော့မှရှိပါတယ်။ပြီးတော့ပင်မအဖွဲ့အစည်းကြီး6ခုမှာနှစ်စဉ်ကျွန်တော်တို့ August လ September လဆိုရင်ကုလသမဂ္ဂအထွေထွေညီလာခံကြီးကျင်းပပါတယ်။ကျင်းပပြီးတော့မှနိုင်ငံ ကမ္ဘာနိုင်ငံပေါင်း193နိုင်ငံရဲ့ခေါင်းဆောင်တွေဝင်ကြီးတွေတက်ရောက်ပြီးတော့မှမိမိတို့နိုင်ငံရဲ့သဘောထားတွေမူဝါဒတွေလှုပ်ဆောင်ချက်တွေကိုကမ္ဘာမျက်နှာသာမှာတရားဝင်ဆွေးနွေးပြောကြားတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။အဲဒါကျွန်တော်တို့ကုလသမဂ္ဂအဖွဲ့အစည်းကြီး6ခုအနက်မှာနှစ်စဉ်ကျင်းပတဲ့ဂန်အန်ဂါဆိုတဲ့ရာသီရောက်လာပြီဆိုလို့ရှိရင်ကမ္ဘာကမ္ဘာမှာကျွန်တော်တို့လှုပ်လှုပ်ရှားရှားနဲ့ ဖြစ်လာပါတယ်။ယခုလက်ရှိ2025ခုနှစ်ရဲ့ကုလသမဂ္ဂထွေထွေညီလာခံကပို့ပြီးတော့မှဖွဲ့စုပြီးတော့မှ များစိတ်ဝင်စားတဲ့အခြေအနေလေးဖြစ်ပါတယ်။ဖြစ်တော့အဓိကအကြောင်းတရားကတော့ပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိမှတ်ပြုတဲ့အကြောင်းအရာများပဲဖြစ်ပါတယ်။ဖြစ်တော့ကျွန်တော်တို့ကဒီကိစ္စရပ်တွေပြန်ပြောမယ်ဆိုရင်တော့အများကြီးကြေပြန့်ပါတယ်။နိဇာရာလေးပြန်ပြီးတော့ကောက်မှာဆို2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာ ကျွန်တော်တို့ဟာမတ်အဖွဲ့အားအစ္စရေးနိုင်ငံကိုဝင်ရောက်ကျူးကျော်ပြီးတော့မှဒဇာကန်တွေဖမ်းဆီးပါတယ်ဖမ်းဆီးပြီးတော့မှဖမ်းဆီးရတဲ့ဒဇာကန်တွေကိုဒီမိသားစုတွေရှေ့မှာပဲခေါင်းပြတ်တတ်တယ်အရမပြူကျင့်တယ်နှိပ်စက်တယ်ညှဉ်းပန်းတယ်ဆိုတဲ့ဖြစ်စဉ်ဖြစ်ရည်ဖြစ်ခဲ့ပါတယ်ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအခြေလက်ပိုင်းမှာကျွန်တော်တို့အပြန်လိုက်တိုက်ခိုက်မှုတွေဖြစ်ပါတယ်အပြန်လိုက်တိုက်ခိုက်မှုတွေဖြစ်တဲ့နောက်ပိုင်းမှာနိုင်ငံတကာရဲ့ပါဝင်စေစစ် ဆွေးနွေးညှိနှိုင်းမှုတွေကြောင့်ဆက်ရှိကြောပါသွားတော့လေအခုလက်ရှိအခြေအနေမှာကုလသမဂ္ဂအထွေထွေညီလာခံကျင်းပတဲ့အချိန်နဲ့အချိန်ကနိုင်ငံရေးလှုပ်ရှားမှုတွေဆောင်ရွက်လာတာဖြစ်ပါတယ်ကျွန်တော်တို့အရှိလေပိုင်းမှာအဓိကပြဿနာဖြစ်နေတဲ့ဂျူးဘာသာဝင်တွေအများစုနေထိုင်တဲ့အစ္စရေးနိုင်ငံနဲ့အာရဗ်တွေအစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ရှေ့လေပိုင်းနဲ့ဒေသတွင်းနိုင်ငံတွေကြားမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခဖြစ်ပါတယ်ဒီပဋိပက္ခက တဖြည်းဖြည်းနဲ့ကဘာပေါ်မှာကျယ်ပြန့်လာပြီးတော့မှချမ်းသာတဲ့အာရပ်နိုင်ငံများရဲ့အကွက်ကြကြစီစဉ်မှုတွေမှာကဘာကြီးဟာကျွန်တော်တို့စီးမျောနေရတဲ့အခြေအနေမျိုးရောက်ရှိလာတာဘယ်လိုရောက်လာတာလဲဆိုလို့ရှိရင်ကျွန်တော်တို့2023ခုနှစ်အောက်တိုဘာ9ရက်နေ့မှာအစ္စရေးနိုင်ငံကိုတစားကမ်းတွေဝင်ဖမ်းနေတတ်တဲ့ဖြတ်တဲ့လုပ်ပြီးတဲ့အချိန်မှာနောက်ဆုံးဆွေးနွေးညှိနှိုင်းပြီးတော့မှတစားကမ်းတွေအပြန်အလှန်ဆေးလွတ်ပေးဖို့အတွက်သဘောတူပါတယ် အပြန်အလှန်လိုက်နာမယ့်စီမင်းစည်းကမ်းချက်တွေကိုလည်းကြာထန်ပြီးတော့မှလိုက်နာရတဲ့အချိန်မှာနောက်ဆုံးမှာဟာမတ်အဖွဲ့ကနေလွတ်ပေးဖို့အစ္စရေးတစားကန်48ဦးကျန်နေသေးပါတယ်။ကျန်နေသေးတဲ့အချိန်တွေမှာပဲဒရိုဟာမတ်ဘယ်လိုဟူတီတို့ဟစ်ဘိုလာတို့အဖွဲ့တွေကိုနှီးမျိုးစုံနဲ့တွယ်ဝိုက်ထောက်ပံ့နေတာတွေကြဆိုင်နေမရှိသေးပါဘူး။မရှိတော့ဒီလိုအပြန်အလှန်အားပြိုင်နေတဲ့အထက်ထဲမှာပဲတစ်ချိန်တည်းမှာဘာကို မီဒီယာတွေကဇောင်းပီးလာတယ်ဆိုတော့အစ္စရေးနိုင်ငံရဲ့ထိုးစစ်ကြောင့်ကျွန်တော်တို့အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုကြောင့်လူပေါင်းအလား6000ကျော်သေဆုံးနေရပြီဆိုတဲ့ဟာအရာကိုကျွန်တော်တို့ကဘာတဝမ်းဝါဒဖြန့်ပါတယ်စီယုံလှုံ့ဆော်ပါတယ်စီယုံလှုံ့ဆော်ရင်လည်းဘလို့ဖြစ်လာလဲဆိုတော့အစ္စရေးနိုင်ငံဟာအလားကျွန်တော်တို့လူတွေကိုစုလိုက်ဂျုံလိုက်ပပြနေတယ်မတရားလုပ်နေတယ်နှိမ့်ဆက်နေတယ်ဆိုတော့ပုံဖော်လာပြီးတော့မှကျွန်တော်တို့ ါလက်စတိုင်းနိုင်ငံရေးကိုအသိမှတ်ပြုရေးအတွက်စာနာထောက်ထားလာအောင်ထောက်ခံမှုရလာအောင်ကြိုးပမ်းလာတာ။အဲလိုကြိုးပမ်းလာတာဖြစ်တဲ့အတွက်တကယ်ဥရောပနိုင်ငံတွေထဲမှာကိုပဲကျွန်တော်တို့ငွေကြေးသုံးလာတယ်၊စီးယုံလာတာဖြစ်တဲ့အတွက်အစ္စရေးနိုင်ငံဟာတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်လူဆိုးနိုင်ငံကြီးလို့ဖြစ်လာတာ။အဲလိုဖြစ်လာတာနေပြီးတော့မှပါလက်စတိုင်းပေါ်ဂျူနာတက်လာတဲ့စာနာထောက်ထားလာတာဖြစ်တဲ့အတွက်ပါလက်စတိုင်းနိုင်ငံတည်ထောင်ရေးအတွက် ဘယ်နိုင်ငံတွေကတော့ထောက်ခံနေဘယ်နိုင်ငံတွေကတော့ထောက်ခံလာတာဖြစ်တယ်ဆိုပြီးတော့မှပြောပါတယ်ပြောပြီးတော့အခုလက်ရှိကုလသမဂ္ဂအထွေထွေညီလာခံဟာအချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဖြစ်ပါတယ်ဖြစ်လာတော့ကမ္ဘာတဝန်းမှာပါလက်စတိုင်းနိုင်ငံကိုတရားဝင်ပေါ်ထွန်းမှုအတွက်အကွက်ကြကြလှုပ်လာတယ်ကျွန်တော်တွေးမိတာတော့နောက်ပိုင်းစဉ်းစားမိတာတော့ဒီအစ္စရေးနဲ့ဟာမတ်ဖြစ်တဲ့စစ်ပွဲကိုပါလက်စတိုင်းနိုင်ငံတိမှန်ပြုရေးအတွက် တမင်ရွေချက်ရှိရှိနဲ့ကျွန်တော်တို့စွပေးပြီးတော့မှနိုင်ငံရေးအရအသုံးချခဲ့လေသလားလို့တော့ကျွန်တော်တို့စဉ်းစားမိပါတယ်တွေးမိပါတယ်အဲဒီကနေပြီးတော့မှနောက်ဆုံးအဖြေကတော့ဇလန်းကိုစတဲ့လူကတော့ကျွန်တော်တို့ဟာမတ်စီယာစတယ်တဖြည်းဖြည်းနဲ့ဟာမတ်စီယာလူမဆန်တဲ့လုပ်ရက်တွေကိုမခံမြန်းနိုင်ဖြစ်တဲ့အစ္စရေးနိုင်ငံကဒွန်းလန်မှုတွေတိုက်ခိုက်မှုတွေရှင်းလင်းမှုတွေလုပ်တယ်အဲလိုလှုပ်လာတဲ့အချိန်မှာအစ္စရေးနိုင်ငံကိုလူဆိုးကြီးအဖြစ်ကဘာပေါ်မှာ နိုင်ငံရေးရစိတ်ရေးရဝါဒရေးရရလူလူစီရင်ရေးရပုံဖော်လာတာပြီးတော့မှပါလက်စတိုင်းနိုင်ငံကိုဂိူးနာတက်လာအောင်ကျွန်တော်တို့မျက်ရည်ခြူတဲ့လုံနည်းလုံဟန်လေးများလားလို့ကျွန်တော်တွေးမိလာပါတယ်အဲ့တော့နောက်ဆုံးအဖြေကတော့အခုဂျပန်နေလဲကုလသမဂ္ဂထွေထွေညီလာခံမှာတက်ရောက်တဲ့အစည်းအဝေးတက်ရောက်တဲ့နိုင်ငံတွေကိုမဲခွဲတဲ့အချိန်မှာနိုင်ငံပေါင်း142နိုင်ငံကပါလက်စတိုင်းကိုနိုင်ငံဖြစ်သိမ်းမှတ် ြုလိုက်ပြီးဖြစ်ပါတယ်။ကြတဲ့ဂျာနေတဲ့နိုင်ငံတွေကန့်ကွက်တဲ့နိုင်ငံတွေလည်းရှိပါတယ်။ဒါတော့ကျွန်တော်တို့ထောက်ခံတဲ့အရေးအတွက်ကိုပဲကျွန်တော်ပြောလိုက်ပါမယ်။အဲဒါဒီလိုဖြစ်စဉ်ကြီးပေါ်ပေါက်လာအောင်လုံခဲ့တဲ့နှစ်နှစ်တာကာလအတွင်းကစနစ်တကျနဲ့အကွက်ချပြီးတော့ဆောင်ရွက်ခဲ့တဲ့ဟာမျိုးလားဆိုပြီးတော့မှလေ့လာကြရတွေ့ဖြစ်လာ။အဲဒါကုလသမဂ္ဂအထွေထွေညီလာခံမှာမိန့်ခွန်းတွေပြောကြတယ်ကြဲကြဲလောင်လောင်နဲ့ကျွန်တော်တို့ပွဲစုအောင်ဖြစ်လာပြီးတော့မ တော်တော်လေးကျွန်တော်တို့ပွဲဆိုပြီးတော့မှဒီထိုင်နေတဲ့အရှိမအကူလာဆောင်ကထွေထွေညီလာကမှထိုင်နေတဲ့တာဝန်ရှိတဲ့တဘာတိအမျိုးသမီးတို့ဂျန်တဲ့ပုံပုံတွေရပါပွဲထိန်လာတဲ့အခြေအနေအထိပွဲဆူလာပါတယ်အဓိကအဖြစ်တော့ပြောတဲ့မိန်ကုန်းတွေမှာရဲတောက်မိန်ကုန်းတွေမိမိတို့ရဲ့ခံစားချက်တွေအားလုံးဟာပြင်းထန်လာပြီးတော့စကလုံးသုံးလုံးအမှုရာပြောဆိုတွေအားလုံးဟာသခင်နှစ်တရားနဲ့မတူပေါ်ပေါက်လာတာတွေ့ရပါတယ် အရှေ့လယ်ပိုင်းဒေသမှာရှိတဲ့နိုင်ငံတွေအအထူးသဖြင့်ကျွန်တော်တို့ဂျော်ဒန်တို့တူရကီတို့အကာတာတို့အရှေ့လယ်ပိုင်းတော်တော်များများကကြကြလောင်လောင်ပြောလာသလိုပဲအရှေ့တောင်အာရှကထူးထူးခြားခြားအင်ဒိုနီးရှားနိုင်ငံတမရကလည်းရဲရဲတောက်နေမှုတွေပြောလာပါတယ်ပြောလာပြီးတော့မှကျွန်တော်တို့အရှေ့လယ်ပိုင်းဂါဇာဒေသကိုအင်ဒိုနီးရှားတပ်ဖွဲ့ဝင်မတော်စေလွတ်ချတာမဲဆိုတဲ့အခြေအနေဒီ ရောက်ရှိလာတာဖြစ်ပါတယ်။ရောက်ရှိလာတော့အခုလက်ရှိမြန်မာကာလမှာမရိယန်ပြည်တော်စုညူယောက်မှာကျင်းပနေတဲ့ချိန်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံဟာထူကြတဲ့ညီလာခံတစ်ခုဖြစ်ကျွန်တော်တို့သိရှိကြမှာဖြစ်ပါတယ်။အဲဒီမှာဆလိုက်ကျော်ကြီးဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်လည်းမိန့်ခွန်းတက်ပြောခဲ့ပါတယ်။တက်ပြောပြီးတော့မှသူ့မိန့်ခွန်းကလည်းတနားကြီးကြော်လောက်ကြာပါတယ်ကျွန်တော်တို့သတ်မှတ်ထားတဲ့အချိန်လေးတွေတောင်သူ့ပို့အချိန်ယူတဲ့သဘောမျိုးတွေ့ရှိရပါတယ်။ သူကတော့ဒီကျွန်တော်တို့ကုလသမဂ္ဂရဲ့ဆွမ်းဆောင်ရေးကြာဆင်းလာတာထိရောက်မှုမရှိတာတွေအဲကုလသမဂ္ဂမှာအမေရိကန်ထက်ဝင်ထားတဲ့ငွေတွေအသုံးပြုပြီးတော့မှာအမေရိကန်ပြည်ထောင်စုတဲကိုကျွန်တော်တို့ပြဿနာတွေတွတ်သွင်းနေတဲ့အထိရောက်သူပြောလာတာရှိပါတယ်ရှိတော့လေးလာကြည့်လိုက်ပြန်တော့လေထရန့်ပြောတာမမှားပါဘူးဘာဖြစ်လို့မမှားလဲဆိုတော့ကုလသမဂ္ဂရဲ့ အခုလက်ရှိလှုပ်ရှားလဲပတ်နေတဲ့အသုံးစရိတ်က20ရာခိုင်နှုန်းကိုအမေရိကန်ပြည်ထောင်စုကကျွန်တော်တို့ထည့်ဝင်ပါတယ်။အဲ့လိုထည့်ဝင်တဲ့အချိန်မှာဥပမာပေါ့လေကျွန်တော်တို့ UNHCR United Nation High Commissioner for Refugee ကုလသမဂ္ဂဒုက္ခသည်များအာမင်းကြီးယုံအဲ့ဒီလူတွေကနေပြီးတော့မှအာကျွန်တော်တို့ဒီအမေရိကန်ပြည်ထောင်စုရဲ့ထည့်ဝင်ထားတဲ့ငွေတွေသုံးတယ်လာစာတွေဈေးတွေအကုန်လုံးယူရယ်ယူပြီးတော့မှလူ့အခွင့်အရေးနဲ့ဒီမိုကရေစီရေးအကြောင်းပြပြီးတော့မှအမေရိကန်ပြည်ထောင်စုတွေကို နိုင်ငံတော်ကကဘာတဖမ်းမှာရှိတဲ့လူတွေကျွန်တော်တို့ဝင်ခွင့်ပြုတဲ့နေထိုင်မှုတွေဖြစ်လာဖြစ်လာတော့ကဘာတော်ကဝင်လာတဲ့လူတွေကပြဿနာရှာသူသူနိုင်ငံတော်ပြဿနာရှာပြီးတော့သူတော်တော်လေးရှင်းနေရတာဖြစ်ပါတယ်ရှင်းနေရတာဖြစ်တော့သူပြောတဲ့စကားကမှန်ပါတယ်မှန်သလောက်မှန်ပါတယ်သူတို့ငွေထည့်ထားတယ်သူတို့ရဲ့မှုတွေသုံးပြီးတော့သူတို့နိုင်ငံကိုဒုက္ခရောက်ပြန်လုနေတယ်ဆိုတဲ့အကြောင်းတရားတွေဟာလည်းထူးဆန်းပေမဲ့မှန်တရားတွေဖြစ်ပါတယ်အဲဒီတော့ကြဲကြဲလောင်လောင်နဲ့ထိထိရောက်ရောက်ပြောလာတာရှိပါတယ် အဲဒီနေ့မနေ့ဆိုတော့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ Israel ဝင်ကြီးချုပ်မိန်ခွန်းပြောမဲ့အချိန်ရောက်လဲရောက်လာပါဘူး။စီဝေးခမ်းမတွေကလူတွေကတပိတ်မှောက်ပြီးတော့ဖတ်ပုံတာတယ်။ဖတ်ပုံလဲနာတန်ယာဟူကတော့သူပုံမှန်အတိုင်းပဲလိုအပ်တဲ့ဟာတွေပြောတင်ပြောအပ်တာတွေပြောပြီးတော့မှကျွန်တော်တို့အစီအွေကိုဆက်လက်ကျင်းပနေတဲ့ဖြစ်ပါတယ်။အပြင်မှာအပြင်စင်မြင့်ပေါ်မှာထိုင်နေတဲ့ပုံကော Order Order ဆိုတာကတော့တနိုင်သေးမထွက်ဖို့အတွက်ကိုမြစ်တာရက်ခံတော့လဲ အစ္စရေးဝန်ကြီးချုပ်နတန်ယာဟူမိန့်ခွန်းပြောမဲ့အစီအစဉ်ကိုတပိတ်မှောက်ပြီးတော့မှခံမာရဲထွက်တဲ့ဖြစ်စဉ်တွေအထိကို ထူးထူးခြားခြားဖြစ်စဉ်များပေါ်ပေါက်လာတယ်လို့ကနဦးတင်ဆက်လိုပါတယ်။